ထိုင်းနိုင်ငံရေးမှာအပြောင်းလဲတွေဖြစ်ပေါ်နေပါတယ်။အာနာယပူရဟိုင်းပါတီနဲ့မဟာမိတ်ဝန်ချိုင်းထိုင်းပါတီတို့ကြားဆက်ဆံရေးတင်းမာနေပါတယ်။ပူရထိုင်းပါတီကအင်အားကြီးမားတဲ့ပြည်ထရေးဝန်ကြီးဌာနကိုဝန်ချိုင်းထိုင်းစီကနေပြန်လည်ရယူခြင်းနေပါတယ်။ဝန်ကြီးချုပ်ပတ်တုံနန်ရှင်နာဝတ်နဲ့ဒုတိယဝန်ကြီးချုပ်ဝန်ချိုင်းထိုင်းကောင်းဆောင်အနုတင်ချန်ပီရာကူတို့ဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့ ဝန်ချိုင်းထိုင်းကကြည်ရေးဝင်ကြီးဌာနကိုစုံလို့ရမယ်ဆိုရင်အစိုးရအဖွဲ့ကနေနှုတ်ထွက်မယ်လို့ခိုင်မာစွာယက်တည်နေပါတယ်လွတ်တော်အမတ်69ဦးရှိတဲ့ဝန်ချိုင်းထိုင်းဟာအတိုက်ခံဖြစ်ဖို့အသိပြင်ထားပါတယ်ဖူရထိုင်းကတော့အမတ်နေရာအများစုကိုဆက်ထိန်းထားနိုင်ဦးမယ်လို့ယုံကြည်နေပေမဲ့ဒီအပြောင်းလဲကအစိုးရအဖွဲ့ကိုပုံမတင်ကျက်စေနိုင်ပါတယ် ဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝတ်ကမဟာမိတ်အသစ်တွေစီယုံပြီးအနက်နေရာခု20အစိုးရထူထောင်မှုဒီအကွဲအပြဲကိုတွန်းအားပေးနေတယ်လို့သတင်းရရှိပါတယ်ဒါကြောင့်ဝင်ကြီးနေရာတွေအပြောင်းလဲကြီးဖြစ်မှာဖြစ်ပြီးဝင်ချိုင်းထိုင်းအပါဝင်ပုံမိုကြီးမတဲ့အတိုက်ခံအင်အားစုတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။ဇူလိုင်3ရက်နေ့မှာလွှတ်တော်ပြန်ဖွင့်မှာဖြစ်လို့နိုင်ငံရေးမိဘွားတွေဆက်လက်မြင်တွေ့ရဖို့မျှော်လင့်ရပါတယ်။